င်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်နိုဝင်ဘာလ21ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့တက်တင်ဆက်ပေးမယ့်သတင်းကြောင်းရာတွေကတော့လာမယ့်ရွေးကောက်ပွဲမှာအနိုင်ရရှိတဲ့ပါတီတစ်ခုတည်းကအစိုးရဖွဲ့တာထက်ပါတီအသီးသီးကတော်တဲ့လူပုဂ္ဂိုလ်အသီးသီးကိုစုစည်းပြီးညီညွတ်ရေးအစိုးရပုံစံသွားတဲ့နယ်လို့နိုင်ငံရေးလှိလာတုံးသက်သူဦးထအောင်ကျော်ကတုံးသက်ပြောဆိုလိုက်တဲ့သတင်း။ဘင်္ဂလားဒေ့ရှ်တရားရုံးချုပ်ဟာပါတီဆွဲကင်းတဲ့ ယာယီအစိုးရစနစ်ကိုပြန်လည်ကျင့်သုံးဖို့စီရင်ချက်ချခဲ့တဲ့ဆွဲတဲ့အပါအဝင်နောက်ဆုံးရပြည်တွင်းတဲ့နိုင်ငံတကာတဲ့နဲ့အာကစားတဲ့တွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်တဲ့တင်ကတော့လာမယ့်ရွေးကောက်ပွဲမှာအနိုင်ရရှိတဲ့ပါတီတစ်ခုတွေကအစိုးရဖွဲ့တာထက်ပါတီအသီးသီးကတော်တဲ့လူပုတ်ကိုအသီးသီးကိုစုစည်းပြီးညညရေးအစိုးရပုံစံတွားတဲ့နယ်လို့ နိုင်ငံရေးလိလာတုံးသက်သူဦးထောင်အောင်ကျော်ကတုံးသက်ပြောဆိုလိုက်တဲ့တဲ့င်းကိုတင်ဆက်ပေးလိုက်ပါရစေ။မကြခင်မြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲမှာအနိုင်ရရှိတဲ့ပါတီတစ်ခုတည်းကအစိုးရဖွဲ့တာထက်ပါတီအသီးသီးမှတော်တဲ့ပုံကိုအသီးသီးကိုစုစည်းပြီးညီညွတ်ရေးအစိုးရပုံစံသွားတင်ကြောင်းနိုင်ငံရေးလိလာတုံးသက်သူဦးထောင်အောင်ကျော်က CNN တဲ့တင်းဌာနကိုပြောပါရစေ။မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1အနေနဲ့မြို့နယ်102မြို့နယ်မှာကျင်းပမှာဖြစ်ပါတယ်။အဲဒီနောက်ရွေးကောက်ပွဲအပိုင်း2အား2026ခု နဲ့ဇန်နဝါရီ17ရက်မှာမြို့နယ်တရားမှာကျင်းပမှာဖြစ်ပြီးဇန်နဝါရီလနောက်ဆုံးအပတ်မှာတော့ရွှေကောက်ပွဲအပိုင်း3ကိုကျင်းပမှာဖြစ်ပါတယ်။အနိုင်ရတဲ့ပါတီမှာအစိုးရဖွဲ့သွားတာထက်ပါတီအသီးသီးကတော်တဲ့သူတွေစုစည်းပြီးညီညွတ်ရေးအစိုးရပုံစံမျိုးနိုင်ခဲ့တဲ့ပါတီကအလုပ်ပေးရင်တမျိုးစဉ်းစားလို့ရကြောင်းနိုင်ငံရေးလေလာသုံးသပ်သူဦးထောင်အောင်ကျော်ကစီနိုင်တဲ့တင်ဌာနကိုပြောပါတယ်။မဲဘလောက်ကြပေးအောင်သူတို့ကိုဘလောက်ထိလို့ဆောင်နိုင်တယ်ပေါ့သူတို့ကိုလို့ဆောင်နိုင်တယ်အဲ့နည်းနည်းလာပြီးတဲ့ဆိုလို့ရှိရင် ိုက်ခံပါချင်ဘူး။ဘယ်လိုမှနိုင်ဖို့ဒါမျိုးလေးမျိုးလည်းလုပ်ရတယ်။အဲ့ဒီပုံမှန်ကြည့်ပြီးတော့မှပဲဒါဖြစ်မလဲဘယ်တော့ဖြစ်လို့လုပ်ရတယ်ဆိုတော့အောင်ဆက်ပြီးမျှော်လင့်ရမှာ။အခုတော့ရှိတယ်။ sensitivity အတိုင်းမှာ population ကတိုင်းပြည်အတွက်ဒေတာတွေလုံးပြရှိလို့အနိုင်ရတဲ့ party တစ်ခုလည်းအနေနဲ့အစိုးရဖွဲ့သွားတာဖြိုးထက်သွားလို့ရှိတယ်။ party ပြည်ပြတော်တဲ့လူတွေဖြစ်ပြီးတော့မှပြင်းရည်ပေါ့နော်။ပြင်းရည်အစိုးရပုံမှန်ကိုလုပ်ပြီးတော့မှတိုင်းပြည်အတွက်အားလုံးကဖြစ်စင်ကြပါ ကမျိုးကိုနိုင်ခဲ့တဲ့ပါတီကနေမှာဆုတ်ပြီးတဲ့ က်ရှိမြန်မာနိုင်ငံမှာကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကနိုင်ငံရေးအခြေအနေနဲ့ဥပဒေလမ်းကြောင်းတွေအရာအသာစီးကနေရရှိနေကြောင်းအစိုးရအဖွဲ့အစ်ကို USDP နဲ့မြန်မာတက်မတော်ကဥဆောင်ဖွဲ့စည်းသွားနိုင်ကြောင်းနိုင်ငံရေးလေလာဆောင်ကြည့်သူတွေကထောက်ပြကြပါတယ်။အဲဒါကြောင့်ရွေးကောက်ပွဲမှာအနိုင်ရရှိတဲ့ပါတီအနေနဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်တဲနဲ့လက်နက်ကင်ပြုခါတွေအပါအဝင်နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကိုကြော်လွှားနိုင်ဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရပုံစံမျိုးဖွဲ့ ဖွဲ့စည်းတင်ကြောင်းသူတို့ကအကြံပြုလျက်ရှိနေပါတယ်။ပြည်သူအသံများများပြောပေးနိုင်တဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေပြည်သူကိုသားပြုပြောပေးနိုင်မဲ့လွှတ်တော်ကိုယ်စားလှယ်တွေလွှတ်တော်တွေများများရောက်သွားဖို့လိုအပ်ကြောင်းတိုင်းလိုင်းရှင်းဒီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB မှဥက္ကရာဆိုင်းထိအောင်က CNN သတင်းဌာနကိုပြောပါရစေ။ဒီလိုမျိုးအခြေအနေတွေကတော့အများကြီးကောင်းလာမယ်လို့ကျွန်တော် ဒီမှာလည်းအကြောင်းမလို့ဆိုအခုရေကောက်ပဲဒီကြည့်ရတယ်နိုင်ငံတကာကဒါဒီကောက်ပဲလေးလိုက်လေးထုတ်ခေါ်ရတယ်ဒီလိုဆိုရေကောက်ပဲရုပ်ချက်တူတူရှိရှိတော့ဒီလိုကြာနေတော့ဒီကောက်ပဲရှိရှိရှိလာရတော့ပြီပေါ့အဲ့ဒါကြတော့ရေကောက်ပဲပြီးသွားပြီဆိုရင်တော့လူစုပြောင်းပြတူရပြားဖြစ်နိုင်တယ်ဒီတော့ပေါ်လာရင်ဒီလူရဲ့အတန်လေးကိုကျွန်တော်တို့ပြောနိုင်မှာဖြစ်ပါတယ်ဒီကျင်းရတော့ပြည်ထူတာပြောင်းနေတာငါးမျိုးရှိပါဘူးဒီတော့ပေါ်လာရင်ပြည်ထူတာနဲ့ပေါ်လာမယ်ပြည်ထူတာပေါ်လာပြီဆိုရင်တော့ ဒါကျွန်တော်တို့တွေအနေနဲ့အပြည့်ရထထထပါမင်းတို့တော်တယ်မှာငါများပြောနိုင်ဘူးချင်းနိုင်ငံကတချီးပြီးနဲ့ဒီဥချလာမယ်တော့ကျွန်တော်မြင်နေတဲ့ဒီလိုသားမျိုးမင်းများဖြစ်နေအောင်ဆိုရင်ဒီလိုကိုကိုသားပြီးပြောပြီးနေတဲ့လွတ်တော်ကိုယ်စားလှယ်တွေလွတ်တော်ရဲ့မင်းများရောက်သွားဖို့အလိုအပ်ပါတယ်အဲ့ဒါမှပဲဒီလိုသားအဖြစ်မှန်ကြားမှာဖြစ်ပါတယ်ဒီလိုကဒီလိုသားမျိုးများဖြစ်နေနိုင်ရဲ့ဆိုတာ ကျင်းလာချင်းချင်းတိုင်းနေချင်းနေမှာမြန်ဆိုင်ကျော်တော့နိုင်တယ်လို့ဒီလိုပဲပြည်သူလူထုဟာရွေးကောက်ပွဲဝင်ရောက်ရှင်ပြန်ကြမဲ့နိုင်ငံရေးပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေကိုတေချာစစ်စစ်ရွေးချယ်ဖို့လိုအပ်ကြောင်းပြည်သူအကျိုးနိုင်ငံအကျိုးကိုတကယ်လှုပ်ဆောင်မဲ့ကိုယ်စားလှယ်လောင်းနဲ့နိုင်ငံရေးပါတီတွေအားရွေးချယ်ဖို့လိုအပ်တယ်လို့နိုင်ငံရေးလေလာဆောင်ပြည်သူတွေကအကြံပြုကြပါဗျ။ရွေးကောက်ပွဲမဲရလက်တွေကို ရွေးကောက်ပွဲအပိုင်းအလုံးပြီးဆုံးမှကျင်းညာသွားမယ်ဆိုတဲ့တင်ကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါ။အနိုင်ရတဲ့ပါတီနဲ့ကိုယ်စားလှယ်လောင်းစည်းရုံးတွေကိုရွေးကောက်ပွဲအပိုင်းအလုံးပြီးမှသာကျင်းညာမှာဖြစ်တယ်လို့ကရင်မျိုးသားဒီမိုကရက်တစ်ပါတီ KNTP မှဥက္ကဋ္ဌဦးမန်းအောင်ပြည်စိုးက CNN တင်ဌာနကိုပြောပါရယ်။အဲမကျင်းညာဘူးမိသားစုရတာကတော့မကျင်းညာဘူးအကုန်လုံးပြီးမှပဲကျင်းညာမယ်လို့ပြောတယ်။ဒါကြောင့်အပိုင်းကြီးအပိုင်းကြီးအပိုင်းဆုံးမှာကြီးအပိုင်းဆုံးကလုံးပြီးမှကျင်းညာမယ်နိုင်ရသူကျင်းညာမယ်လို့ပြောတယ်။အားလုံးပေါ့ ့ဘုန်းတော်နိုင်တဲ့နေသားမျိုးပေါ့။ဒီမှာပိုင်းနှစ်နဲ့တော်လိုက်ပြီးသူရှင်တော့သူဆက်ပြီးတော့အိုင်းသုံးမလာတော့ဆိုရင်တော့ကျင်လာလိုက်မယ်ပြောလို့ပေါ့လို့။ဟောပိုင်းသုံးဆက်လို့ဘုရှိတယ်ဆိုရင်တော့အိုင်းသုံးပြီးမှလည်းကျင်လာပါပေါ့။လက်ရှိမှာပါတီဆောင်ဒီမိုကရေစီထွေထွေရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းနဲ့ကျင်းပမယ်လို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကပြောထားပါဗျ။ရွေးကောက်ပွဲအပိုင်း၁ကို 2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပြီး2026ခုနှစ်ဇန်နဝါရီ17ရက်နေ့မှာတော့အပိုင်းနှစ်ကိုကျင်းပမှာဖြစ်ပါတယ်။အဲဒီနောက်ရွေးကောက်ပွဲ အပိုင်းနှစ်ကျင်းပပြီးနှစ်ပတ်အကြာမှာတော့အပိုင်း၃ကိုကျင်းပသွားမယ်လို့အမျိုးသားကောင်ွယ်ရေးနဲ့လုံခြုံရေးကောင်စီတည်င်းထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကနိုဝင်ဘာလ10ရက်မှာထုတ်ပြန်ပြောကြားထားတာပါ။လက်နက်ကိုင်ပဋိပက္ခတွေကြီးမားကျယ်ပြန့်နေတဲ့လက်ရှိမြန်မာနိုင်ငံရဲ့အခင်းကျင်းမှာပြည်မပါတီကြီးတွေထက်တိုင်းရင်းသားပါတီတွေဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလမှာအခက်အခဲများစွာကိုရင်ဆိုင်နေရကြောင်းလည်းသိရပါဗျ။ကရင်မျိုးသားဒီမိုကရက်တစ်ပါတီအနေနဲ့အာဏာရတာထက်တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကိုပိုင်ပြဋ္ဌာန်းခွင့်တွေနဲ့ပတ်သက်ပြီးလွှတ်တော်ထဲမှာပြောဆိုနိုင်ခွင့်ရရှိစေဖို့ရွေးကောက်ပွဲဝင်ရတာဖြစ်တယ်လို့ KNDP ပါတီဥက္ကဋ္ဌဦးမန်းအောင်ပြည်စုကစီရင်တဲ့တင်ဌာနကိုပြောပါဗျ။အဲဒီတော့ဘယ်တော့ကျွန်တော်ဆိုးရွားပြောလို့ကျွန်တော်ကပါတီတော့ပါတီနေပဲနော်ဒါပေမဲ့ တော်တော်ကြည့်ရပေးတဲ့အပိုင်းပေါ်ကလာရုပ်ပွဲဝင်တဲ့ဘာညာအလိုရရှိတယ်ကျွန်တော်တို့ပါတီထောင်ဝဲကကျွန်တော်တို့ရဲ့တိုင်းရင်းသားတွေအတွက်ပြောရေးစုခွင့်ပြောမှန်စုပိုင်ခွင့်ထုတ်တော်မှာရရှိအောင်ကျွန်တော်တို့ကစင်နာရတယ်နော်ကျွန်တော်တို့ရည်ရတယ်ဆိုတော့အဲ့လိုရည်ရတဲ့အလျောက်ပါတီထောင်လိုက်တယ်ဝေဖုံကြီးကမှတော့ဒီတော့ပဲဝင်ရတော့နော်ဒီတော့ပဲဝင်မဲ့ပါတီထောင်လာအဲ့ဒါပဲပေါ့နော်ဆိုတော့ ဟိုကျွန်တော်ပြောချင်တာကအာရေကောက်ခွေဝင်ဝင်လိုက်တာဟာအာနာရဖို့ချဲ့ဘူးဟောအာနာရချင်းမရချင်းလို့တော့ပြောဘူးအာနာအာနာလည်းရချင်းတယ်အာနာရဖို့တော့ခုနကပြောရစ်စုခွေပြောနိုင်စုနိုင်တိုင်းသားတွေရဲ့ရပ်ပိုင်ခွေဒီခုနကတန်းပြီးညပ်ပိုင်ခွေပေါ့နော်လူလာချင်းညာချင်းတန်းပြီးချင်းကိုမပြတ်တမ်းဝင်ရှိချင်းဆိုတော့အားရရရှိအောင်အဲကျွန်တော်တို့တို့တော်မှာ ပြောနိုင်စုံနိုင်ခွင့်ပြောနိုင်စုံနိုင်ခွင့်ရအောင်ဟိုဒီကဘုံဝင်ရခြင်းဖြစ်တယ်ပရိသတ်ရခြင်းဖြစ်တယ်ဆိုတာတော့အဲကျွန်တော်တို့ပတ်စံပြေအားလုံးကိုပြောချင်ပါနေမည်အခြေအနေတွေကြောင့်ပါတီကြီးတွေအနေနဲ့မဲဆွယ်စည်းရုံးရင်ကိုစလေလောင်းဆိုင်းဘုတ်တွေစိုက်ထူရာတို့ကိုကောင်းမွန်စွာပြုလုပ်နိုင်တာကိုတွေ့ရပါတယ်။ဒါပေမဲ့တချို့သောတိုင်းရင်းသားပြည်နယ်တွေမှာဝင်ရောက်ရှင်ပြိုင်မဲ့တိုင်းရင်းသားပါတီတွေအနေနဲ့လက်နက်ကင်တပ်ဖွဲ့တွေရဲ့ကန့်ကွက်မှုတွေအကြောင်း ဒီကနေ့အထိဘလို့လှုပ်ရှားမှုမျိုးမှကောင်းမွန်စွာမပြုလုပ်နိုင်ကြသေးကြောင်းလည်းသိရပါဗျ။အပေးယူအလျှော်တင်းတေချာလုပ်ပြီးမှသာဖက်ဒရယ်ပြည်တော်စုကိုတိဆောက်တဲ့နယ်ဆွဲတဲ့တင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါဗျ။မြန်မာနိုင်ငံကိုဖက်ဒရယ်စနစ်နဲ့တွားမယ်ဆိုပါကအပေးယူအလျှော်တင်းတေချာလုပ်ပြီးမှသာဖက်ဒရယ်ပြည်တော်စုကိုတိဆောက်တဲ့နယ်လို့နိုင်ငံရေးလေလာတုံးသက်သူဦးထောင်ကျော်ကပြောပါဗျ။ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုကျင့်သုံးရမှာမြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ဖက်ဒရယ်စနစ်ကိုဆောင်ရမှာဖြစ်ကြောင်း လူကိုအခြေခံတဲ့ Federal စနစ်ကိုမကျင့်သုံးဘဲဒေတာကိုအခြေခံတဲ့ Federal စနစ်ကိုကျင့်သုံးသွားမယ်လို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကပြောပါတယ်။လူမျိုးစုတွေကိုအခြေခံတဲ့ပြည်နယ်တွေဖြစ်နေတဲ့အတွက်ကြောင့်စိတ်ဝင်းကွဲမှုတွေဖြစ်တယ်လို့ယူဆတာကြောင့်ဒေတာအလိုက် Federal စနစ်ကိုကျင့်သုံးဖို့စဉ်းစားတာဖြစ်နိုင်ကြောင်း Federal စနစ်ကိုတွားတဲ့အခါမှာအားလုံးကကျင့်နိုင်တဲ့အပေယူအညှိအနှိုင်း အလျှော့တင်တေချောင်းလုပ်ပြီးမှသွားတင်တယ်လို့နိုင်ငံရေးလေလာတုံးသက်သူဦးထက်အောင်ကျော်ကစီရင်စင်းဌာနကိုပြောပါတယ်ကျွန်တော်တို့လက်ရှိဖြစ်နေတဲ့နိုင်ငံရေးချင်းချင်းမြူဒီဖက်ဒရယ်စနစ်စင်တုံးမှအစင်တီရောမယ်ဆိုတဲ့အကိုအားလုံးကပြန်လည်ကြည့်ကြည့်ဖြစ်နေကြတယ်နော်ဒါကစံရောပါဝင်အားလုံးကဒီတန်းမျိုးဒီစနစ်ကိုတော့သွားကြမှာဖြစ်မယ်ဆိုတဲ့အကိုတော့အားလုံးကသဘောတူညီမြင့်ရှိတာပဲဒါပေမဲ့ဘလို့ပုံစံသွားမှာလည်းဆိုတဲ့အကိုကကျတော့ဒါဒီကောင်မှာစကားပြောနေစီတယ် 看到你这个怎么了？哎，比如你讲没了，大家成立的来个项目，大家地下庙古，那么看来个下面是比较呃，所以后面就中央土改嘛，第一个利益是嘞，这个项目就帮忙来输赢了。第二个呢，我们怎么了？一等于一，也就是上面个官员参加路线，非非参加啊，就结果最后来把我们比较嘛。 那个讲讲不离这个嘛，这个阿龙不好做，你出门呢，其他的不一样哦。所以为了正当两个，正因为两个不离这个，咱们这边这个老辈阿龙最难，对，所以其他的不一样哦。所以比较麻烦，正当我等年了就慢慢研发了，等到这个阿龙阿龙啊最难难呢，呃，就所以有你来说的阿龙这边这个老比较麻烦，等年了就慢慢了。 ဟိုမြင်မိပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာ Federal ပြည်ထောင်စုတည်ဆောက်မယ်လို့အားလုံးကဖြေဆိုဆွေးနွေးနေကြပြီမယ်ဘလို့ Federal စနစ်မျိုးကိုအကောင့်တွေပေါ်မှာလဲဆိုရဲပေါ့ရှင်းရှင်းလင်းချမပြနိုင်ကြပါဘူးမြန်မာတပ်မတော်ဘက်ကတော့အိန္ဒိယနိုင်ငံရဲ့ Federal စနစ်ကိုအဆိုပြုဝင်မယ်တိုင်းဒါလက်နက်ကင်တွေကတော့အမေရိကန်၊ကနေဒါ၊ဆွစ်ဇာလန်၊ဂျာမနီနိုင်ငံတွေမှာကျင့်သုံးနေတဲ့ Federal စနစ်ကိုအဆိုပြုလျက်ရှိနေပါတယ် ဖက်ဒရယ်ဆိုတဲ့တဘောကဥပဒေတွေပြဋ္ဌာန်းပြီးစီမံအုပ်ချုပ်မှုပိုင်းတွေလုပ်ကြရတဲ့အတွက်ဒေတာအလိုက်နဲ့တက်ဆိုင်တယ်လို့ပြည်အောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းက CNN သတင်းဌာနကိုပြောပါတယ်ဖက်ဒရယ်ဆိုတဲ့တဘောကသူဒေတာအလိုက်ပေါ့နော်အဲကျွန်တော်တို့ဥပဒေပြဋ္ဌာန်းရမယ်အုပ်ချုပ်မှုပိုင်းတွေလုပ်ကြရတယ်ဆိုတဲ့အခါကျတော့ဒေတာအလိုက်နဲ့တော့တက်ဆိုင်တယ်လူပေါ်မှာအခြေခံပြီးတော့လုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီလူတွေရဲ့ mindset ပေါ်ရင်မှာပဲ မူဝါဒတွေဖြစ်သွားတာကြတော့လည်းဒါတဘာဝကြခြင်းမကြခြင်းဆိုတာစဉ်းစားလို့ရပါတယ်ဗျာပြောရင်တော့ဖြစ်ပေါ်နေတဲ့နေမြေအခြေအနေပေါ်မှာအခြေခံမျိုးစဉ်းစားတဲ့ဟာဒီ life better ဖြစ်တဲ့ တနစ်ကိုဖြစ်သွားလိမ့်မယ်လို့ဒီလိုမြင်ပါတယ်ဟုတ်ကဲ့မြန်မာတပ်မတော်အစိုးရလွတ်တော်တိုင်းဒေသလုံးနဲ့ကင်တွေလက်မှတ်ရေးထိုးထားတဲ့တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA မှာတော့မြန်မာနိုင်ငံကိုနိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေမှာတစဉ်ဖက်ဒရယ်နဲ့ဒီမိုကရေစီကိုအခြေခံတဲ့ပြည်ထောင်စုကိုတည်ဆောက်မယ်လို့သဘောတူထားကြပါတယ်ဒါပေမဲ့အခုအချိန်ဒီဖက်ဒရယ်စနစ်ကိုဖြစ်စေဒီမိုကရေစီစနစ်ကိုဖြစ်စေတစုံတရာတည်တည်ကြကြသဘောတူညီချက်တွေမရရှိသေးဘူးလို့သိရပါဗျာ စီအန်အိုင်သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်တရားရုံးချုပ်ဟာပါတီဆွဲကင်းတဲ့ယာယီအစိုးရစနစ်ကိုပြန်လည်ကျင့်သုံးဖို့စီရင်ချက်ချခဲ့တဲ့ဆွေးနွေးတင်ပေဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်တရားရုံးချုပ်ဟာပါတီဆွဲကင်းတဲ့ယာယီအစိုးရစနစ်ကိုပြန်လည်ကျင့်သုံးဖို့နိုဝင်ဘာ20ရက်ကစီရင်ချက်ချခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။ဒီစနစ်ကိုလာမယ့်နေ့မှာပြုလုပ်မယ်ရွေးကောက်ပွဲမှာအသုံးပြုမှာမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။ယာယီအစိုးရစနစ်ကို 1996ခုနှစ်မှာစတင်ကျင့်သုံးခဲ့တာဖြစ်ပါတယ်ဒီစနစ်ဟာလူဦးရေတန်း190ရှိတဲ့ဘင်္ဂလားဒေ့ရှ်အတွက်ပါလီမန်ဒီမိုကရေစီစနစ်မှာလွတ်လပ်တဲ့ရွေးကောက်ပွဲတွေဖြစ်စေဖို့မျှော်မှန်းခဲ့ပြီးပြည်သူလူထုနဲ့နိုင်ငံတကာလေးလာသူတွေကကြည်ကြဲပြင်းပြင်းလက်ခံခဲ့ကြပါတယ်ဘင်္ဂလားဒေ့မှာအတိတ်ကာလကရွေးကောက်ပွဲနှစ်ခုကိုတရားရေးဝန်ကြီးဟောင်းတွေဦးဆောင်တဲ့ပါတီဇဲကိန်းနဲ့ယာယီဆိုရဖွဲ့တွေကကျင်းပခဲ့တာဖြစ်ပါတယ်အဲ့ဒီအဆိုရဖွဲ့ဟာဂျပန်90အတွင်းရွေးကောက်ပွဲကျင်းပရမှာဖြစ်က အနိုင်ရရှိတဲ့ပါတီကိုအာဏာလွှဲပြောင်းအပ်နေရမှာဖြစ်ပါတယ်။၂၀၀၈ခုနှစ်ကပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲကိုဗိုလ်ဘဏ်အုပ်ချုပ်ရေးမှူးခေါင်းဦးဆောင်တဲ့ပါတီဇဲကင်းနဲ့ယာယီဆိုးရကဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာနိုင်ငံရေးပဋိပက္ခတွေကြောင့်ဒီစနစ်ဟာ၂၀၁၁ခုနှစ်မှာဖျက်ချခံခဲ့ရကြောင်းဒီအချိန်မှာဝင်းချုပ်ဟောက်ချိတ်ဟာစီနာအုပ်ချုပ်နေတဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်ဟာစီနာရဲ့နိုင်ငံရေးပြိုင်ဘက်တွေကဟာစီနာဟာအနာဂတ်မှာပြုလုပ်မယ့်ရွေးကောက်ပွဲတွေကိုထိန်းချုပ်လိုတာကြောင့်ဒီစနစ်ကိုဖျက်သိမ်းခဲ့တာဖြစ်တယ်လို့ဆွဆွဲခဲ့ပါတယ်။ ဟာစီနာရဲ့အစိုးရဘက်ဟာ2014 2018ခုနှစ်နဲ့2024ခုနှစ်တွေမှာရွေးကောက်ပွဲတွေပြုလုပ်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်းဒီရွေးကောက်ပွဲတွေကိုပြည်တွင်းပြည်ပလေးလာသူတွေကယုံကြည်ရတာမရှိကြောင်းပြောကြခဲ့ပါတယ်။ဒါ့ပြင်ဘင်္ဂလားဒေ့ရဲ့အဓိကအတိုက်ခံပါတီဖြစ်တဲ့ BMI ပါတီဟာ2014ခုနှစ်နဲ့2024ခုနှစ်ရွေးကောက်ပွဲတွေမှာဝင်ရောက်ရှင်ပြိုင်နာမပြုဘဲတပိတ်မောက်ခဲ့ပါတယ်။ BMI ပါတီကယာယီဆိုရစနစ်ကိုကျင့်သုံးပြီးရွေးကောက်ပွဲတွေပြုလုပ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ ဟာစီနာကညင်းဆိုခဲ့ပါတယ်။နိုဝင်ဘာ20ရက်မှာတော့အဖွဲ့ဝင်9ဦးပါတယ်။တရားရုံးချုပ်ရဲ့တရားသူကြီးတွေဟာပါတီဆွဲကိန်းနဲ့ယာယီအစိုးရစနစ်ကိုပြန်လည်ကျင့်သုံးဖို့တညီညွတ်တဲ့ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီစနစ်ကိုလာမယ့်နှစ်မှာပြုလုပ်မယ့်ရွေးကောက်ပွဲမှာကျင့်သုံးအောင်မှာမဟုတ်ပဲလာမယ့်ရွေးကောက်ပွဲကိုငြိမ်းချမ်းရေးနိုဘယ်ဆုရှင်မိုဟာမက်ယူနိုဦးဆောင်တဲ့ယာယီအစိုးရကပြုလုပ်သွားမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံကအတိုက်ခံပါတီဖြစ်တဲ့ပြည်သူ့ပါတီကလွှတ်တော်အမတ် ရချာနုသီရီနုရဲ့ပိုင်ဆိုင်မှုကိုစစ်ဆေးဖို့နိုင်ငံရေးတကြွလှုပ်ရှားသူတွေကတိုက်တွန်းခဲ့တဲ့ဆွေတဲ့တင်ကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါ ထိုင်းနိုင်ငံရဲ့အတိုက်ခံပြည်သူပါတီ PP ရဲ့လွှတ်တော်မဲ့ရွတ်ချာနို့တီးရင်တို့ရဲ့ပိုင်ဆိုင်မှုကိုစစ်ဆေးဖို့နိုင်ငံရေးတကြွလှုပ်ရှားသူ UNRI League ဝတ္တနာကအာဏာပိုင်တွေကိုတိုက်တွန်းခဲ့ကြောင်းဗန်ကောက်ပို့ကဖော်ပြခဲ့ပါတယ်လွှတ်တော်မဲ့ရွတ်ချာနို့ရဲ့ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်းအသုံးပြုခဲ့တဲ့ပိုင်ဆိုင်မှုတွေအထူးသဖြင့်စပိန်စည်းဝယ်ယူတဲ့ဝင်ငွေအရင်းမြစ်ကိုကျင်းပဖို့ပြန်ကွက်ခဲ့တာရှိမရှိစုံစမ်းစစ်ဆေးဖို့ UNRI ကတိုက်တွန်းခဲ့တာဖြစ်ပါတယ်စက်တင်ဘာလကရွေးကောက်ပွဲကော်မရှင်ရဲ့ဝက်ဘ်ဆိုက်မှာတင်ထားတဲ့နိုင်ငံရေးပါတီအလူငွေမှတ်တမ်းတွေကို လိမ့်လာသုံးသပ်ခဲ့ပြီးနောက် PP ပါတီနဲ့တက်ဆိုင်တဲ့အကြောင်းအရာတခုကိုသတိပြုမိခဲ့တယ်လို့သူကပြောပါတယ်။ PP ပါတီဟာလူပုဂ္ဂိုလ်90ထံမှဗန်9000ထက်ကျော်လွန်တဲ့အလူငွေတွေရရှိခဲ့ပြီးစုစုပေါင်းဗန်1.3တန်ရှိခဲ့ကြောင်းသူတို့အနေနဲ့မစ္စရွချာနုဟာပါတီကိုစုစုပေါင်းဗန်2300လူတန်းခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။2023ခုနှစ်ဇူလိုင်လကလွှတ်တော်အမတ်မဖြစ်မီအမျိုးသားအာဂရိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင် NACC တန်တင်ခဲ့တဲ့ရွချာနုပန်ဆိုင်မှုကြေညာချက်ကိုလည်းစစ်ဆေးတင်ကြောင်း URN က ပြောပါတယ် စပိန်နဇီအပါအဝင်ရွေးချယ်နှုတ်ရဲ့နောက်ဆုံးချိန်ပန်ဆိုင်မှုကြေညာချက်ဟာမျိုးကုန်းတွေကိုမြင့်တက်စေကြောင်းသူကဆိုပါတယ်။ UNRI ကပါတီကိုလူတန်းခဲ့တဲ့ရွေးချယ်နှုတ်ရဲ့အလွန်ငွေဘတ်2300ရဲ့ဝင်ငွေအရင်းမြင့်နဲ့စပိန်နဇီဟာလည်းပန်ဆိုင်မှုတွေအတွင်ထယ်သွင်းကြေညာခြင်းရှိမရှိကိုစုံစမ်းဖို့ NCC တန်းစားသောင်းရေးသားပြဖို့ခဲ့ပါတယ်။ဒီပန်ဆိုင်ကြောင်းကြေညာချက်ဟာအခရီးတိုက်စားမှုတိုက်ဖြတ်ရေးနဲ့ပတ်သက်တဲ့အခြေခံအဥပဒေရဲ့အပိုက်ခွဲတစ်တစ်လေးကိုချိုးဖောက်တာရှိမရှိစစ်ဆေးတဲ့နယ်လို့လည်းသူကဆိုပါတယ်။ကွန်ဆာတာဒီစီးပွားရေးသတင်းဝက်ဆိုက်ရဲ့ ဖော်ပြချက်အရမစ္စယူချာနိုရဲ့စပိန်ဟာဘတ်900တန်ဖိုးရှိပြီးတွင်အီလော100ဝမ်အတွက်စပိန်ဖြစ်ကြောင်းသိရပါတယ်ရွေးကောက်ပွဲကော်မရှင်အနေနဲ့အလွန်ငွေဘတ်2300ရဲ့အရင်းမြင့်နဲ့စပိန်ဟာကြေညာထားတဲ့ပိုင်ဆိုင်မှုထဲမှာပါဝင်ခဲ့တာရှိမရှိကိုစစ်ဆေးတင်ကြောင်း UNR ကပြောကြားခဲ့ပါတယ် ရွေးကောက်ပွဲကော်မရှင်ရဲ့မှတ်တမ်းတွေမှာမစ္စရွှေရှာနှုတ်ဟာဗတ်နှစ်သိန်း၃00ကိုနှစ်ကျင်ခွဲပြီးလှူဒန်းခဲ့ကြောင်းဒီလူငွေဟာပါတီကရရှိခဲ့တဲ့အလူငွေစုစုပေါင်းရဲ့19.34ရာခိုင်နှုန်းဖြစ်ကာအခြားအလူရှင်တွေထက်ပုံမများပြားနေကြောင်းဖော်ပြထားပါတယ်။2023ခုနှစ်ဇူလိုင်လက NSC တန်တင်ခဲ့တဲ့ရွှေရှာနှုတ်ရဲ့ပန်းဆိုင်မှုကြေညာချက်မှာဗတ်9.84တန်တန်ဖိုးရှိပန်းဆိုင်မှုတွေနဲ့ဗတ်1.87တန်တန်ဖိုးရှိရပိုင်ခွင့်တွေကိုစည်ရင်းသွင်းဖော်ပြထားပါတယ်။ဒီပန်းဆိုင်မှုတွေနဲ့ဗတ်9.3000 6400လေးဒသ မ6နှစ်တန်ဖိုးရှိယင်းဤမြုံနံမှုတွေနဲ့ဘတ်3သိန်း9တောင်4,508ဒသမ85ရှိအာမခံငွေတွေလည်းပါဝင်ခဲ့ပါတယ်ဆူဒန်နိုင်ငံမှာစစ်တပ်နဲ့အရန်စစ်တပ်တို့ကြားဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ကိုအဆုံးသတ်ပေးမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်တဲ့သတင်းကိုလည်းကြည့်ရှုလိုက်ရအောင်ပါ ဆူဒန်နိုင်ငံမှာစစ်တပ်နဲ့အရန်စစ်တပ် ISF တို့ကြားဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ကိုအဆုံးသတ်ဖို့အာရုံစိုက်လှုံ့ဆော်သွားဖို့ရည်ရွယ်ထားကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနိုဝင်ဘာ16ရက်မှာပြောကြားခဲ့တယ်လို့ DW သတင်းမှာဖော်ပြခဲ့ပါတယ်။ Sorry အင်ရှိဇန်မင်းသားမိုဟာမက်ဘင်ဆမ်မန်က9နှစ်တွင်ပထမဆုံးဝါရှင်တန်ခီးစဉ်မှာဆူဒန်ပဋိပက္ခကိုဂျာဝင်ဖြည့်ရှင်းပေးဖို့ထရန့်ကိုတိုက်တွန်းခဲ့ပြီးနောက်ထရန့်ရဲ့ကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ထရန့်ကတော့သူဟာ Sorry အင်ရှိဇန်နဲ့စကားမပြောခင်အချိန်ထိ2023ခုနှစ်ကစတင်ဖြစ်ပွားခဲ့တဲ့ဆူဒန်စစ်ပွဲဟာ သူ့ရဲ့အစီအစဉ်တွေထဲမှာပါဝင်ခြင်းမရှိခဲ့ဘူးလို့ပြောကြခဲ့ပါတယ်။ Sorry အင်ရှိဇန်ကဆူဒန်အရေးနဲ့ပတ်သက်ပြီးကျွန်တော်ကိုအရန်ဩဇာကြီးမာတဲ့အရာတစ်ခုခုလုံဆောင်စေခြင်းနဲ့ဆန္ဒရှိနေပါတယ်လို့ Trump ကဆယ်လမန်နဲ့ပြုလုပ်တဲ့စီးပွားရေးဖိုရမ်မှာပြောကြခဲ့ပါတယ်။ Trump ရဲ့ပြောကြားချက်ကိုတုံ့ပြန်တဲ့အနေနဲ့ဆူဒန်စစ်တပ်အကြီးကဲ Abdel Fattah al-Burhan ဦးဆောင်တဲ့ဆူဒန်အချုပ်အကြာအာဏာပိုင်ကောင်စီကသူတို့အနေနဲ့ငြိမ်းချမ်းရဖို့ American Sorry တို့နဲ့အတူပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒရှိကြောင်းထုတ်ပြန်ခဲ့ပါတယ်။ Fattah al-Burhan ကဆူဒန်ပြည်သူတွေမျှော်လင့်နေ တဲ့ငြိမ်းချမ်းရေးကိုရရှိဖို့အမေရိကန်ဆော်ရီတို့နဲ့အလေးနဲ့ထိတွေ့ဆက်ဆံမှုအသင့်ရှိတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ထရန်ဟာဆယ်မန်နဲ့မတွေ့ဆုံမိကလည်းဆူဒန်စစ်ပွဲဟာထိမနိုင်သိမ်းမရအခြေအနေတန်းရောက်ရှိနေတယ်လို့ပြောကြားခဲ့မှုပါတယ်။ဒါပေမဲ့ဆူဒန်ပြည်ပကအဆုံးတက်ကြီးဟာထရန်ရဲ့အစီအစဉ်တွေမှာပါဝင်ခဲ့ပုံမပေါ်တဲ့အချိန်အမေရိကန်အစိုးရအဖွဲ့ဟာဆူဒန်မှာငြိမ်းချမ်းရရှိစေမယ့်နည်းလမ်းတွေကိုရှာဖွေဖို့စီစဉ်ခဲ့ပါတယ်။နိုဝင်ဘာ14ရက်ကလည်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုဟာဆူဒန်အပြစ်ခံရဲစဲကြီးကိုထောက်ခံပေးဖို့ UAE နိုင်ငံသားရေးဝန် င်ကြီးကိုတိုက်တွန်းခဲ့ပါတယ်။ဆူရန်မှာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ကြောင်းတေဆုံသူ4000ကျော်တည်ရှိလာခဲ့ပြီးလူ14သန်းကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။စီနိုင်းသတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးပါပါ။စီနီကောကျယ်ပွင့်မာနေကလူဝစ်ဘန်ဟာရဲ့ပွဲကစားချိန်အာမခံချက်ကိုမယုံကြည်တာကြောင့် United အသင်းရဲ့ကမ်းလှမ်းမှုကိုညှင်းပယ်ပြီးလီဗာပူးအသင်းကိုပြောင်းရွှေ့ခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ စီနီဂေါ်ဂျယ်ဝင်မာနေကလူဝိဘန်ဟာရဲ့ပွဲကစားချင်းအာမခံချက်ကိုမယုံကြည်တာကြောင့်ယူနိုက်တက်အသင်းရဲ့ကံလမ်းမှုကိုညင်းပယ်ပြီးလီဗာပူးအသင်းကိုပြောင်းရွှေ့ခဲ့တယ်လို့ပြောခဲ့ပါတယ်။မာနေကယူနိုက်တက်အသင်းဟာကျွန်တော်ကိုခေါ်ဖို့ကြိုးပမ်းခဲ့ပြီးကျွန်တော်ကဗန်အားနဲ့စကားပြောခဲ့ပါတယ်။အဲဒီအချိန်တုန်းကဝဲရိုနီလည်းရှိတယ်၊ဒီမာရီယာရောဒီပိုင်းလည်းရှိနေပါတယ်။ဗန်အားကကျွန်တော်ကိုဖုံးဆက်ပြီးဒီကိုလာစေချင်တယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ယူနိုက်တက်အသင်းမှာကစားမကောင်းတွေရှိနေတဲ့အတွက်ကျွန်တော်ဘယ်နေရာမှာကစားရမှာလဲလို့သူ့ကိုမေးခဲ့ပါတယ်။သူကတော့မင်းကောင်းမှုဆိုတာလုံနိုင်ရင်ကစားရမယ်လို့ပြောခဲ့ပါတယ်။သူ့ ဲ့ရှင်းပြမှုကိုမယုံကြည်ခဲ့ဘူးလို့ ESPN ကိုပြောခဲ့ပါတယ်။စောင့်တန်တန်အသင်းမှာခြေစွမ်းပြသနေတဲ့မာနီဟာ2016ခုနှစ်မှာလီဗာပူးအသင်းထံပေါင်တန်း30နဲ့ပြောင်းရွှေ့ခဲ့ပြီး169ပဲကစားခဲ့တာမှာ120ကိုသွင်းပြီးပရီးမီးယားလိနဲ့ချန်ပီယံလိဖလားအပါဝင်စူပလာအများပြားရယူနိုင်ခဲ့ပါတယ်။လီဗာပူးအသင်းထံပြောင်းရွှေ့ပြီး United တင်ရဲ့စိတ်ဝင်စားမှုခံခဲ့ရတဲ့မာနီဟာနီဗျာဗန်အားကြောင့် Manchester ကလပ်ထံပြောင်းရွှေ့ခဲ့တာလို့ပြောခဲ့ပါတယ်။မာနီဟာလီဗာပူးအသင်းမှာဆာလန်ဖာမီနိုနဲ့အတွဲညီခဲ့ပြီးအသင်းရဲ့စူပလာအောင်မြင်မှုတွေမှာအဓိကအခမ်းအနားကနေပါ ါဝင်ခဲ့ပါတယ်။မာနေဟာ2022ခုနှစ်မှာလီဗာပူးအသင်းကနေထွက်ခွာပြီးဘိုင်မူနစ်အသင်းတိုင်ပြောင်းရွှေ့ခဲ့တာပါ။စီနီဂေါကစားသမားဟာစပါအသင်းနဲ့လည်းစကားပြောခဲ့ပြီးလီဗာပိုချက်တီနိုသူ့ကိုပေးခဲ့တဲ့စီမံကိန်းကိုစိတ်ဝင်စားခဲ့ပေမဲ့အပြောင်းရွှေ့ဖြစ်ခဲ့ခြင်းမရှိပါဘူး။မာနေဟာလက်ရှိချိန်မှာရနယ်ဒို၊ဂျာအိုဖီနီတို့နဲ့အတူအင်နာစာအသင်းမှာခြေစွမ်းပြသနေပြီးဆော်ဒီကလပ်အတွက်112ပွဲကစားထားပြီး42ဂိုးသွင်းယူထားပါတယ်။စီအနာတင်ဌာနရဲ့2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့အတွက် နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတာယာပြောရှင်းတဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နေကြပါလိမ့်ရှင်။